နာတတော်ရင်တော်ကြတာတရဏဏီတတနဲ့တတနဲ့တည်းနဲ့တနဲ့တံခยีပန်းနိုင်မယောင်မချင်းတယောက်စင်းတယောက်တည်းဆက်လက်ထွက်ခွာတာခยีပန်းနိုင်ကတော့ဘရောမရောက်မှာမဟုတ်ဘူးတတနဲ့နော်ဟုတ်တယ်ကွာတယောက်စင်းတယောက်တည်းအဘလိုတွေလုံနေတယ်များတော့ဒီကိစ္စကြီးကပြီးမြောက်တော့မှာဟုတ်တယ်ပါ ်တော့တနေ့တနေ့လာလိုက်ရင်လည်းလေဒီအောင်ငိမ့်ညာရေးငိမ့်ညာရေးဆိုတာလည်းပါဇက်ပြားမချအောင်ပေါက်ခရရပြောဥပဒေဥပဒေဆိုတာလည်းပါဇက်ပြားမချအောင်မှန်လဲစီတာလုတ်လိုက်တည်းမြလည်းတလွဲတွေပြဒီမှာကြီးစံ2000နဲ့လူကလည်းပတ်သွားနေတယ်နော်ဗျခါကလေးလေးလေသူ့ကိုလေလိုက်လေးပါလေလွှင့်ပြီးတော့ဘယ်နေရာမှာတော့ဟောပြောဝဲရှိတယ်ဗျာညာပြောပါလားဟုတ်ကဲ့ဗျတော်လိုက်ရေးဖွဲ့တွေလေကြားပြပြီးလာပြီးအနာတအောင်လို့နော်ဒီကကြတော့2000မဟုတ်တော့ဘူးလို့နော်1000လောက်ပြည့်သွင်းပါလို့နော်ဟုတ်တယ်ဗျဟုတ်တယ်ဗျဒီနေ့တနေ့မျက်စိနောက်လာပြဖားလို့ပါလေ မင်းကဘာလဲ follow လိုက်နေတာလားဟုတ်လေစိစာပြောတာဟုတ်တယ်လို့ပြောအော်စိစာပြောဟုတ်တယ်ဘာလဲငါတို့တွေကခရီးပန်းနိုင်မယောင်မချင်းတယောက်ဆင်းတယောက်ဆက်တဲ့ဆက်လက်ထွက်ခွာလာဆိုတော့ငါတို့စစ်တပ်ကြီးကနေပြီးပြည်သူအာဏာမပေးပဲငါတို့လူတွေကြီးပဲလှက်ပတ်တက်ပြီးလှက်ပတ်အုပ်ချုပ်နေလို့မင်းတို့ကပြောကြည့် Right ဟာ Right အဖရောအဲ့ဒါကိုလက်မခံဘူးလားဟုတ်ငါကလက်တင်ခံတယ်ငါလက်တင်လက်တင်ခံတာမပြောရတာဘာကြောင့်လဲ အဲ့ဒါကိုယ်တိုင်ကိုလည်းအာနာကိုယင်မှုနေလို့ဒါဘောအာနာကိုအရောယင်မှုပြီးတော့အာနာယူအောင်လို့ဖက်တွေထားဟာစောက်စိတ်ရရှိတာအေးပြောင်းတော့ပြန်ပြီးမဟုတ်ဘူးငါပြောတာကငါတို့မှာတစ်ခုပဲရှိတယ်ငုံစိတ်ပေါ့ငုံစိတ်ကောင်းတယ်ဒီဝင်းဝင်းပုတ်တဲ့စိတ်ပေါ့ဟာနင်းနေများသွားပြီပေါ့နင်းနေများသွားပြီ SCA ဘွဲကိုအဘဘာလို့မတက်တာအော်ကြောက်လို့ပေါ့ကြောက်လို့ရရရရမင်းအဲ့လိုကောင်းတဲ့ကြီးမပြောနဲ့ SCA ဘွဲတက်ရင် မင်းတော့ပေါ်ွားလိမ့်မယ်။အော်။မင်းတော့ပေါ်ွားလိမ့်မယ်။ငါကနောက်ကနေပြီးတော့ငါကနေပြီးတော့နော်။တကယ်လို့များအကြကြမရှိတော့ရဘာထွက်လဲရတော့မှာ။ဖေးအောင်အကြကြငါတပည့်လေးပေါ့။အကြကြကိုလိန်ကိုင်းထားတာငါလိန်ကိုင်းထားတာ။တကယ်လို့တိတ်ွားခဲ့တယ်ရှိတော့။အဘထွက်လိမ့်မို့တော့ဘာညက်နာဖြောက်။ဟာမဟုတ်လေကွာအကြကြအရင်တည်မလားကွာတင်မဲ့တည်ဘာအရင်တည်မှာပေါ့။ငါတူးတဲ့ကြီးတော့ဟာဟုတ်လိန်ကိုင်းနေတာလား။မြို့ငါပြောပြမယ်။တရရဲ့အားပြတာတော့ကြီးစင်ငယ်လိုက်သွား။မြို့ငါပြောပြမယ်။မြို့တခုပြောပြမင်းတို့နှစ်ယောက်တို့တိတ်ချမှတ်ထား။ဟုတ်။အားကြကြ။ဟုတ်။ အကြကြဘယ်တော့မှတည်မှာမဟုတ်ဘူးဟုတ်လားတက်ချုပ်ကြီးအဲတည်ဦးမှာမဟုတ်ဘူးဘာလို့လဲပြည်သူတွေကိုကောင်းကျိုးပေးတဲ့လူတွေကမြင်မြန်တည်တယ်အချုံနှောင်တွေခံနေရတယ်ဟုတ်တယ်နော်တဘောဇံနေကြတော့နော်အေးသူကဒီဒီဘွားမှာသူကတတန်းစီသူကနေရပါအရင်ကရင်းနီးရမျက်သွားပြပွင့်ရင်တော့မှလူပြန်မဖြစ်ဘူးလူပြန်မဖြစ်တော့ဘူးဘာသာဘာသာကဘာပါဗောဒီဒီများသွားပြီဗောမင်းနည်းနည်းများသွားပြီဟုတ်လေ မကျွတ်မလွတ်တော့ဘဝမကျွတ်မလွတ်သေးတာနေငါ့ကိုမပြောနဲ့ဒီကွာမြို့ငါပြောပြရရှင်းရှင်းလေးပဲအခုဘာပဲဖြစ်ဖြစ်ငေါ့တွေကနေရာတည်မြဲကြီးကိုငေါ့တွေခြေကိုယူထားမှာပဲဩဟုတ်ပါပြီဟုတ်အဲ့ဒါဆိုလည်းပါအာသာနီကောင်းမှာ6ပေ4ပေယူထားလိုက်ပါလားငါ့ကိုလည်းနည်းနည်းကျင်းနေတယ်ငါတို့နေပြီးတော့ကြာမှငေါ့တွေကနေရာချေချေရမှာတိတ်ကောင်းနေတော့ရောင်းတယ်ပါဟာပြောပြီးတော့ပါလေလူမိစ္ဆာအုပ်ကူတွေဆိုဘာလူမိတ်စာအုပ်ကြီးတွေစစ်တင်ရင်အဲ့လိုပြောတတ်မှာဘာစစ်တင်ရင်မလုပ်ပါနဲ့ဗျာဘာရောသားတွေအတူယူမအောင်တခုငေါ့တွေကဒီ တမိုင်းပြုံအောင်ရာဇုံပြုံအောင်ငါလုပ်ချင်တော့အင်္ဂလိပ်လက်ထက်ကဆိုရင်ဒီအင်္ဂလိပ်ဒီအရာရှိတွေတည်သွားတယ်ရဲဘော်တွေတည်သွားတဲ့ဥစ္စာကိုငါတို့ဒီကိုထောက်ချက်မှာဟုတ်ဟုတ်ပြီးတော့ဘုံပြင်းနေမှာအဲသူတို့ရဲ့စစ်တင်းကြီးယူကြာကြာနာနာကြီးလှုပ်ထားတယ်ဟုတ်တယ်လေးပါအဲ့လိုမျိုးပဲဒါတမိုင်းပြုံချင်ခဲ့တဲ့ဥစ္စာသူတို့ရွှေမျိုးတွေနိုင်ငံခြားတွေလလာကြည့်ရတယ်ကွာသူတို့ဘိုးဘေးတွေသူတို့ကသူရဲကောင်းနေလေအဲအဲ့ဒီအချိန်မှာငါတို့ကလည်းနေပြည်တော်ကြီးမှာငါတို့ကဒီတခန်းတနာကြီးငါတို့ကစစ်တင်းကြီးယူလှုပ်လိုက်မယ်ဆိုရင်ဟာဟောအဘငိုက်ပြီ အဲ့တော့ပြီးစိုင်းမိုကြီးကတ်လိုက်မယ်ဘယ်လိုကတ်မှာလဲအများဆုံးအိမ်သာဆိုပြီးတော့အများဆုံးအိမ်သာကတ်လိုက်ဟာယောစစ်တင်းလုံးမှာလေအများဆုံးအိမ်အဲ့ဒီမှာကြာဆုံးသွားတဲ့အဘတို့လူတွေကိုထားလို့ရှိရင်လေးပြကျွန်တော်တို့ဒီတော်လန်ကြီးပြီးတဲ့အခါကျရင်ကျွန်တော်ဝင်ငွေရအောင်ရှာလို့ရတယ်ဘယ်လိုရှာမှာလဲကပတ်အရက်ဆက်ဆုံးအချမ်းပတ်ဆုံးလူများအုပ်ကူဆိုပြီးအေးတရုတ်ကလုံးသူလိုပဲဟုတ်တယ်ဟုတ်တယ်ဟာယောမမရိုင်းနေမမရိုင်းနေဝင်ငွေရအောင်ဟာဝင်ငွေရအောင်ဟိယော တီးရွက်လုပ်သူတွေကသွားတိကြရတယ်တီးအောင်မလေးအဲ့လိုမျိုးတွေရက်ဆက်ကြမ်းကြုတ်တဲ့မိုက်ရိုင်းတဲ့လူတွေကိုတင်လေတခါပြောပြသွားချင်းချင်းလူကြီးနဲ့ဟုတ်တယ်ချင်းချင်းလူတော့ဖြစ်တယ်ကြီးယုံကြီးထူပြီးတော့လေပြန်နေအောင်ရိုက်တာအချိုက်တော့ရိုက်ရိုက်ချိန်ဆောင်မရဟုတ်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 အဲ့လိုရိုက်တာအဲ့လိုရိုက်တာအဲ့လိုပြောတာဟုတ်ဟုတ်ပြီးရိုက်တာမင်းတို့လည်းလည်းရွယ်ရွယ်မင်းတို့ညောင်မရွယ်ပါဘူးဗါလေတီးအောင်ပါတီးအောင်ပါတီးအောင်တီးအောင်အဲ့လိုကြီးတော့မလို့လုံးနေမယ်ဆိုရင်နောက်တက်တဲ့အစိုးရကဟုတ်သူငွေရှာကြမလို့တော့မလို့တော့ဘူးလေအဲ့မှာနေပါကြရပြီအဲအဲ့မှာနေပြီးတော့မှအဲ့မှာ သုံးလေးရောက်ထားလိမ့်မယ်ဟုတ်မန္တလေးမှာသုံးလေးရောက်ထားလိမ့်မယ်ရန်ကုန်မှာသုံးလေးရောက်သုံးနေရပဲထားဟုတ်ပြီပြီဝင်ကိုရပြီအဲ့ကြရင်လေအဘအိုဝင်ကြီးတွေပြောခဲ့တယ်ဟိုအရင်ကဝင်ကြီးပြောတယ်မနေ့ကအောင်ပြောသေးတယ်ထမင်းတက်နဲ့ပဲရှော့စားပါဆိုဝင်ကြီးလေအဲ့ဝင်ကြီးပြောသလိုပဲပြည်သူတွေကအဲ့ကြရင်ထမင်းတက်နဲ့ရှော့စားပြီးတော့လေရတဲ့ပတ်စံနဲ့တော့သွားပြီးရိုက်ပါဟုတ်ဟုတ်အကြမဟုတ်တယ်တိတ်ကြည့်ကောင်းပါပဲအဲ့ကြမတားငယ်လေးလက်ပါမှာအဲ့လောက်ထီရော ပြည်သူတွေကမုန်းသီးနေတာယွန်းနာပြည်သူတွေယွန်းနာယွန်းနာတော့မုန်းနာငါတို့ပြန်ချစ်လို့ရတယ်ယွန်းနာဟာအခုကတော်လိုင်းတက်ဖွဲ့တယ်ဘလောက်တော်လာလဲဆိုတော့အရင်တော့ကလူသတင်းပဲတင်လိုက်တယ်ဆိုရင်မဟုတ်ပါဘူးဘာညာဘာလို့ဘက်ကလိန်လို့ရသေးတယ်မဟုတ်ပါဘူးမလုပ်ပါဘူးမင်းထင်တယ်လို့မယုံပါဘူးဟုတ်တယ်ဗျာဒီနေ့ပြောမယ့်သတင်းတွေအားလုံးမှာလေဗီဒီယိုဖိုင်နဲ့တကွာတင်ပြထားပြီးသားအရာတွေပဲတော့ကတက်တယ်တက်တယ်တကားနဲ့တင်ပြမယ်ဟာလေး ုတ်ပြီပြောပါနောက်ပြီးတော့ဘားတို့ဘက်ကလည်းအားကြမခံဗီဒီယိုဖိုင်တစ်ပိုင်းတက်လာတယ်နော်အရှိကရဲတယောက်ကပြစ်တယ်နောက်ကရဲပြစ်တာဟာထိသွားပြီထိသွားပြီဟောဘသူထိတာမှတ်လဲနောက်ကပြစ်လိုက်လို့ထိတာနောက်ကပြစ်လိုက်တဲ့ကြည်စံကရှေ့ကရဲကိုသွားထိတယ်ကိုချင်းချင်းအဲ့နောက်ကြည့်ဟိုမင်းသတိထားဆိုတာအဲ့ဒါလေဟိုမမန်းဆိုမပြစ်တတ်တာပါဘာလို့ပြစ်လို့ပြစ်ရမယ်ဟာသူကမနိုင်ဘူးလေမနိုင်ဘူးရမှာတော့ထိရောဟောပြစ်တယ်ကြီးရအဲ့မင်းတို့ ကိုလူချင်းချင်းဖြစ်တာလေဟုတ်တယ်တသိပုံသိနေရရကောင်းဖြစ်တယ်ငါသိတော့မသိတော့မသိဘူးဒါပေမဲ့ဒီနားမိမိတာဒီနားထိပါဟောအဲ့ဒါဆိုရင်ဂျိန်းသေးဘူးအဲ့ဒါဆိုဂျိန်းသေးသွားပြီအဲသူတို့ကဟိုရီးသားလူလူဥလူကျွဲခတ်တယ်မျိုးဖြစ်နေတာဟုတ်ကြတာလည်းဖြစ်နေတာပေါ့နော်အဲဖြစ်ဖြစ်နိုင်နေဖြစ်နိုင်ဟုတ်ပြီဟုတ်ပြီအဲ့ဒါဒီအသာထားကတော့နောက်ကြည့်တဲ့လူသတိထားပါဆိုတဲ့ဥစ္စာကိုဒါအတိတ်နဲ့မိပြလေဟုတ်ကဲ့ဟုတ်ပြီအခုငါသိချင်တာကအခုလောလောဆယ်ဒီအညာဒေတာပခုတ်ကူဟုတ် ပခုတ်ကူပခုတ်ကူမှာငါတို့ကဘာတွေဖြစ်နေလဲဟုတ်ကဲ့အဲ့ဒီတရင်လေးကိုပြောပြမယ်ဗျာနော်အဲ့ဒီပခုတ်ကူမှာပေါ့နော်ရိတ်ကသွားယူတာစစ်တပ်စစ်ကြောင်းပေါ့နော်ဂျားပြတ်တိုက်ခိုက်ခံရတာ6ဦးတည်တယ်တနက်နက်လက်သိန်းစီရမိတယ်တော်လိုင်းရေးဖွဲ့တွေက ဘောနော်ဒါထုတ်ပြန်ထားတယ်အဲ့ဒီတရင်ဟာဗီဒီယိုဖိုင်နဲ့တကွတက်လာတာဗောနော်အော်ဗီဒီယိုဖိုင်နဲ့တက်လာဗီဒီယိုဖိုင်နဲ့တက်လာအဲ့ဒါအော်တိုဘာလ15ရက်နေ့မွန်းလဲတနားရီ23မိနစ်မှာပခုတ်ကူမျိုးကနေပြီးတော့မြောင်လူကုန်းရွာစစ်တပ်ထိုင်စခန်းကိုဗောမှနော်စစ်သား20ခန်းပခုတ်ကူလေရင်ခွင်းမှာရိတ်ခါယူပြီးတော့ပြန်လာပြန်လာတာအဲ့အမှပြည်သူကော်မတီတပ်ဖွဲ့ကြံနေပြီးတော့ဂျားပြက်ပြီးတော့အနာတက်ပြီးလိုက်တာဗောနော်အပြန်လန်တိုက်ခိုက်မှုက15မိနစ်ခန်းလောက်ကြာမြင့်ခဲ့တယ်အဲ့ဒီတိုက်ပွဲမှာကျွန်တော်တို့ရဲ့ standard စစ်တပ်ကြီးမှာ6ဦးသေဆုံးပါတယ်ဗျာ နော်အဲ့မှာတနက်နဲ့လက်ပေးလိုက်ရတဲ့ထဲမှာ MA1 အမျိုးအစားတနက်တစ်လက် MA G ပေါက်3ပေါက် G အတောက်90 BA94 အမျိုးအစားတနက်တစ်လက် G ပေါက်2ပေါက် G 45လို့တဲ့တင်းစီရမိခဲ့ကြောင်းတင်ရရှိတယ်ပေါ့နော်အဲ့တိုက်ပွဲအတွင်းမှာလေရင်တွင်းမှာအဲ့ဒီပေါ့နော်ဟိုသာ ကျွန်တော်တို့အကြမ်းဖက်စစ်တပ်တွေကနေပြီး point fight တွေနဲ့လက်နက်ကြီးတွေနဲ့ပေါ့နော်ပြစ်ကူပြစ်ကူပေးတယ်ပြစ်ကူပေးပြီးမယ်တဲ့မြောက်လူကျေးရွာနာမှာပေါ့နော်ကျွန်တော်တို့တော်လိုင်းအဖွဲ့တွေကနေပြီးတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်ဗျာနော်အဲ့ဒီထဲမှာတော့တေဆုံးတာကတော့ဟောစစ်သား6ဦးတေဆုံးတယ်ဗျာနော်တနက်တက်လက်ပေးလိုက်ရတယ်6ဦးထိခိုက်ဒဏ်ရာရတဲ့ဟာတော့တော်တော်များမယ်ဗျာနော်โอ้จามิจิงปิดขัดอ่ะ15นาทีไปจ๋าเลยป่ะเนาะคุณน่ะคุณน่ะบาจี้อยู่อ่ะเหมียวลุจี้อยู่อ่ะหมูเหมียวลุเหมียวลุ ကန်ရောမြောင်လူကန်ရောအဲ့ဒါဆိုရင်မင်းကဟိုကိုကြီးကျော်တချင်းလေးရလို့ဖြစ်နေပြီပေါ့မြောင်လူကိုရှောက်လိုက်ပါတယ်ဟုတ်ကဲ့ဗျာမြောင်လူကိုမြောင်လေးလေးလေးမြောင်လေးမြောင်လူကိုမှန်တယ်မြောင်လူကိုဆိုရပြီဟုတ်နော်မြောင်လူမသိပြီရပါတယ်တည်တယ်တည်တယ်အဟုတ်တယ်လို့ပြောရပြီဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့မြောင်လူမြောင်လူမဟုတ်ဘူးမြောင်လူဟုတ်တယ်ကျွန်တော်တို့အဖက်ဖက်မှာပေါ့နော်တိုက်ပွဲတွေဖြစ်နေတာအခုကတော့ဟိုသာ PDF တွေကပို့ပြီးတော့လက်ဆောင်ထပ်နေတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ယူရလဲကောင်းလာတယ်အဖက်ဖက်မှာတို့ကွာတကယ်တကယ်မြန်မာပြည်ဘုံကြီးမျိုးမျိုးလုံးတွေကပြောင်းပြင်ကြည့်လိုက်ကွာဟုတ်ကဲ့အဲမြန်မာပြည်ဘုံရဲ့ဒီကောင်းပိုင်းမှာလည်း မငြိမ့်သက်ဘူးအောက်ဘက်မှာလည်းမငြိမ့်သက်ဘူးဒီဘက်ငါတို့ဒီရခိုင်နဲ့ငါတို့ချင်းမှာလည်းမငြိမ့်သက်ဘူးဒါဒီဘက်ကိုငါတို့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီဘက်မှာကရားနဲ့ကရင်နီအော်ကရင်နီနဲ့ငါတို့ကရင်နဲ့ကရန်ယူနယ်ကလည်းမငြိမ့်သက်ဘူးပြီးတော့အလဲပိုင်းမှာစကိုင်းနဲ့မန္တလေးကလည်းမငြိမ့်သက်ဘူးအခုသာဘာဖြစ်နေလဲဆိုတော့ ဒီမျိုးပေါ်ဖြစ်တယ်ရန်ကုန်မျိုးပေါ်ကွက်ကွက်လေးမန္တလေးမျိုးပေါ်ကွက်ကွက်လေးနေပြီးတော့ကွက်ကွက်လေးအဲ့ဒါလေးပဲငါတို့ကခြေခုပ်ယူထားတဲ့ပုံအဲ့ဒါဟောငြိမ်သက်တယ်လို့ထင်လားအဘတို့အချင်းချင်းလည်းမငြိမ်သက်ဘူးအဲ့ဒီထဲမှာငြိမ်သက်တဲ့နေရာမှာအာနာပြန်ယူနေရတယ်ဟုတ်လေအဲ့ငြိမ်သက်တယ်ဆိုတဲ့နေရာမှာတက်ချုပ်ကနေပြီးတော့မျက်စိမျက်နှာပြက်ပြီးတော့ NCA နဲ့ပတ်သက်ပြီးတော့သူကနေအစည်းအဝေးတွေပါတာပြောနေတယ်ဆိုတော့ငါထင်တယ်ကွာဒီအခုဟို NCA နဲ့ပတ်သက်ပြီးတော့အစည်းအဝေးကြီးလုပ်တာဒီမှာ ဂျမာရီသုံးတာလေအဲ့ဂျမာရီကလည်းနှစ်ကုန်ကန်နီးနေပြီလေတူဟုတ်တယ်ဟုတ်တယ်ပါဟုတ်တယ်ဘာလို့နှစ်ကုန်ကန်နီးနေပြီလေတိတ်တော်လားဂျပန်ကုန်ကန်နီးတဲ့ဥစ္စာကတော့ကြောက်ပြီးတော့ ဒီမျက်နှာပြက်နေပြီပြောမဲ့တာပြောနေငါဒီမိကုန်းပြောတဲ့အချိန်မှာ ပြောမဲ့တာပြောနေတယ်ငါတို့ဘက်ကအဆအဆအရာရာငါတို့ဘက်ကဆုံးရှုံးနေတယ်ချင်းနေနေပြီဆိုတော့သူတိရောတိတယ်ဟုတ်တယ်အပါပါပါမိကုန်းပြောတာမဟုတ်ပါဘူးကလေးကလားစကားတွေကလေးကလားစကားပြောတာနော်ကလေးကလားစကားတွေကွာဟဲ့ဖေဘာလို့ကလေးကလားစကားပြောတာသူပြောတာခန့်ခန့်ညာညာတီတီတီမှမရှိတာဗါဟိုရောက်ဒီရောက်နေဟာသူပြောညာနေပြောနေရတယ်ဗါဒီတင်းလေးဆက်လိုက်ပါဦးမယ်နော်တိုင်းရည်ဒီကကြတော့ကျွန်တော်တို့ဟိုသာဘီးလင်းမွန်ဘီးနဲ့ဘီးလင်းဘက်ကိုသွားမယ်နော် အာကျွန်တော်တို့အဲ့မွန်ပြည်နယ်ဘီးလင်းဘက်ကပေါ့နော်ကျွန်တော်တို့စတန်တဲ့စစ်တပ်ကြီးဝိုးတဲ့နော်ကင်းဘက်မိုင်းဆွဲခံရပြီးနှစ်ဦးသေဆုံးတယ်တဲ့ပါရင်နော်အဲ့သတင်းလေးတင်ပြမယ်နော်လုံလုံရေးယူတဲ့ဟုတ်ကဲ့ကင်းလဲတာလည်းသေးတယ်ဟုတ်ကဲ့စခန်းထဲမှာနေလည်းသေးတယ်စစ်ချောင်းထိုးလည်းသေးတယ်စစ်ချောင်းထိုးလည်းသေးတယ်စစ်ချောင်းထိုင်လည်းသေးတယ်သေးတယ်ပြီးတော့ရေးထွက်ဝယ်လည်းသေးတယ်သေးတယ်ဟုတ်အရက်ထွက်ဝယ်လည်းသေးတယ်ကျွန်တော်တို့မွန်ပြည်နယ်ဘီးလင်းမြို့နယ်အလူလေးကြီးရွာအနီးမှာပေါ့နော်ကျွန်တော်တို့အဲ့အလူလေးကြီးရွာ နာမည်ကပါအလူလေးကြေးရွာအော်တိုဘာလ16ရက်နေ့မနက်7နာရီလောက်မှာတဲ့ကင်းဘုတ်ဝင်ပြီးကြေးရွာလမ်းတိုင်းပက်ကင်းထွက်လာတဲ့အင်အား20ကျော်ပါတဲ့ကျွန်တော်တို့ရဲ့စတန်ဒတ်စစ်ကော်မရှင်တက်ကိုတော်လိုင်းရေးတက်ဖွဲ့တွေကတိုက်မိုင်းလေးလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်နော်ပါနော်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတဲ့ကျွန်တော်တို့အကျမ်းဖတ်ဘက်မှာမဟုတ်ပါဘူးစတန်ဒတ်တော့ပါစတန်ဒတ်ဟုတ်အဲစတန်ဒတ်ဘက်မှာ2ဦးเนาะအခင်းဖြစ်နေရာမှာတည်ဆုံးခဲ့ပြီး6ဦးထပ်မနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်တဲ့ ထိုထိခိုက်သေးဆုံးတဲ့စစ်ကော်မရှင်အဖွဲ့ဝင်တွေကိုလူနာတင်ရင်နဲ့ဘီလင်းမြို့ပြည်သူစေယုံထိတည်ဆောင်သွားတယ်လို့ဆိုရပါမယ်ဟုတ်မိုင်းဆွဲခံရပြီးနောက်စစ်ကော်မရှင်တပ်အားတဲ့အလူလေးကြေးရရှိနေရင်တချို့ကိုဝင်ရောက်မှွေနောက်တာနဲ့နော်လမ်းသွားလမ်းလာပြည်သူတချို့ကို ပိတ်ဆို့စစ်ဆေးတာတွေဒါသူတို့လုံနေကြအတိုင်းပဲမှွေနောက်မယ်ပေါ်ဆိုပစ္စည်းတွေလုမယ်နော်ပြီးရင်ဒါတော်သာဒလန်နာမည်တက်မယ်ပြစ်တတ်မယ်တွေ့ရလူဖမ်းမယ်ဒါလုံးကောင်မလေးတွေ့ရင်မရင်းကျင်မယ်ဒါမျိုးတွေလုံနေကြအလုပ်တွေလုပ်တယ်ပေါ့နော်ဟုတ်ပြီအဲ့အဲ့လားကငါတို့ကဟိုငါတို့ဘက်ကလူတွေတေးတာတွေတန်းရတာတွေအများကြီးပဲပေါ့ဟုတ်တယ်အများကြီးပဲအများကြီးပဲအဲ့လားဘာမှမုံပြင်းတဲ့အတိုင်းဟုတ်တယ်ဘီးလင်းဘီးလင်းပါကိုဘီးလင်းဘီးနေတိုင်းရမညာတိုင်းရှူတိုင်းရလာပါစုံကြီးတကိုးကြီးများတွေလဲရှိသည်အခုရှိတော့မှာပေါ့အဲ့ဒါက ပြောနေတာအဲ့လေအဲ့လေဒီလေတန်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 ရည်လေလီတက်ကနေပြီးတော့ဝင်ရည်ပြီးတော့ဘုံချဲနေဟုတ်အဲ့ဒါလေးလေကျွန်တော်ပြီးတဲ့ရှင်းပြောပြမယ်ဆူတန်းရဲ့လှပစုံညီဆိုတဲ့အတိုင်းလှပမစုံညီနိုင်တော့ဘူးဟုတ်ကဲ့ဟုတ်ကဲ့တကွဲတပြားစီဖြစ်နေကြတယ်မှန်တယ်အဲ့ဒါအဲ့ဒါကြီးကဘယ်လိုကလှုပ်တာလဲတက်ချုပ်ကြီးလှုပ်တာဒါပဲတက်ချုပ်လှုပ်တာမှန်တယ်ဗျာကြာကြာနေတက်ချုပ်တက်ချုပ်မဟုတ်မဟန်နဲ့နော်လှုပ်ဆက်တွေခင်းနေတယ်လာပါလာမတစ်ခုပြီးတစ်ခုလာတော့မှာသူကလည်းလှုပ်မှာပဲနော်ကျွန်တော်တို့ကလည်းလှုပ်မှာပဲ ်နော်အဲ့ဒါဆက်လိုက်ကျွန်တော်ကပဲလုံမှာဆိုတော့မင်းဘာဟုတ်ပဲပေါ့လေပြည်သူတွေနေတယ်ဆိုတာပြည်သူတွေကိုစားပေါ့လေပြည်သူတွေကိုစားအောင်လုံးလေးလေးရပြီ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 အော်ဆက်လိုက်ပြီးတော့ကျွန်တော်အဘတို့ရဲ့ကျွန်တော်တို့ဒီတက်ချုံကြီးခုနအကိုပြောသူဟောအောင်အောင်အဘပြောသူပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်မဟုတ်တာကြီးလုံနေတာလေပြောပြပြည်သူဘာဒီမဟုတ်တာလို့ပြည်သူရေပေါ့ပြည်သူရေပေါ့အရင်ကတော့ဟုတ်တယ်လို့ဘူးလို့လားမလုပ်ဘူးလေအခုမလုပ်ဘူးဘူးအခုကပို့လုပ်တာပေါ့ကွာမဟုတ်တာဟာရောင်းပြင်းများသွားပြီနော်မင်းတို့လူသားမဆန်တဲ့လောက်ရတယ်ပေါ့အဲ့ဒါလေးလုံနေတာလေးပြောပြမယ်ဒါကတော့ဘာမှလုပ်တာလဲဆိုဘကိုးတိုင်း ညောင်လင်းပင်ခရိုင်ပေါ့နော်။အော်ညောင်လင်းပင်ဘကိုးတဲ့ငါတို့အရှိတန်း။ဟုတ်ကဲ့။တောက်တောက်တောက်ဘကိုးတောက်။အာဘကိုးတောက်အဲ့မှာညောင်လင်းပင်ခရိုင်နဲ့ကျွန်တော်စောတိမျိုးနဲ့ဆိုတော့ဘကိုးမြောက်ကြပါတော့။ဟုတ်ပါပြီ။ဘလိုပဲဖြစ်ပါမြောက်ပဲဖြစ်ဖြစ်တောင်ပဲဖြစ်ပါဗါရဲ့။တောင်နဲ့မြောက်ကြပါကွာ။ဟုတ်ကဲ့ဟုတ်ကဲ့။အော်ရပြီဗါရဲ့။ဘကိုးတိုင်းကျွန်တော်ညောင်လင်းပင်ခရိုင်စောတိမျိုးနဲ့ဟမ်စောတိစောတိစောတိဟုတ်စောစောတိတာမျိုးပေါ့ဟုတ်တယ်ပါစောစောတိတော့စောစောတိတာပေါ့မဟုတ်ဘူးဗါရဲ့အဲ့စောတိဆိုတာမျိုးနဲ့မျိုးနဲ့မျိုးနဲ့စောတိမျိုးနဲ့အဲ့ဟုတ်အဲ့ဒီမျိုးနဲ့မှာရှိတယ်ကျွန်တော်ဒီကျေးရပေါင်းများများသာရှိတယ်ပေါ့ဗါရဲ့အဲ့ဒီ ကြေးရောင်မောင်များစွာဝိုးတဲ့အကျမ်းဖတ်ကျွန်တော်တို့စစ်တက်ကဟိုစတန်တက်စတန်တက်စစ်တက်ကနော်ဟုတ်ကဲ့ဟုတ်ကဲ့စတန်တက်စစ်တက်စတန်တက်စစ်တက်စတန်တက်စစ်တက်ဟုတ်ပြီဟုတ်နော်အဲ့စတန်တက်စစ်တက်ကတဲ့တရက်အတွင်းမှာပေါင်900ဘုံဟာပေါင်900ဘုံဟေးပေါင်ပေါင်တချင်းဆိုတာမဟုတ်ဘူးလားမဟုတ်လေပေါင်900ဘုံနဲ့လေချောင်းကနေပြီးတော့ကျွန်တော်တို့12ကြိမ်ဟာ12ကြိမ်ကျွန်တော်တို့ပြုတ်လုပ်တိုက်ခိုက်ခဲ့ပါတယ်တဲ့အဲ့လိုတိုက်ခိုက်တဲ့အတွက်ကြောင့် အဲ့ဒီရွာတွေကနေဘာဖြစ်လဲဆိုမိန်ကလေးငယ်တယောက်ကျွန်တော်တို့တေဆုံးတယ်ပြီးရင်ကျွန်တော်နှစ်ယောက်ထိခိုက်တယ်ရရှိတယ်လို့သိရတယ်ဗျထို့ပြင်နော်ကြံသေးတယ်မဟာနေအောင်ဗျကြံသေးတယ်နေအိမ်ကျွန်တော်တို့နှလုံးငယ်ထိခိုက်ပျက်စီးတယ်ပြီးတော့ကျွန်တော်ပြောမယ်ညောင်ပင်ကြီးရွာဆိုတာရှိတယ်အဲ့ဒီရွာမှာရှိတယ်ကျွန်တော်ဖုံးချောင်းတစ်ချောင်းပြီးရင်မင်္ဂလာမင်္ဂလာကုန်းကြီးရွာကကျွန်တော်ဖုံးချောင်းတစ်ချောင်းပြီးရင်ကျွန်တော်တက်ကယ်ကုန်းကြီးရွာကစတင်ချောင်းတစ်ချောင်းထိခိုက်ပျက်စီးတယ်လို့သိရပါတယ်ဗျ အဲ့တော့ဘာဒီကြောင်းနေဖျားတွေဇီဒီတွေကိုဘုံနေကျင်းနေတယ်အဲ့တော့တက်ချုပ်ကနေကအခု MCA မှာ तू ကဘာထက်ပြောလဲဆိုတော့ပညာရေးတွေဘာဖြစ်တယ်ညာဖြစ်တယ်သူရှောက်ပြောနေတယ်ကျွန်တော်ပဲပြောခဲ့တဲ့တည်းကနော် အဲ့တော့သူကနေဘာလို့ကြောင်းလေးကိုထပ်ပြီးဘောင်းခွေးစက်ခင်းတာ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 ယောယောခွေးစက်ခင်းမောင်းခင်းမောင်းယောလာမလို့ငါရောင်တတ်တယ်ဟုတ်တယ်လေပါရဲ့ဒီမကြီးအောင် तू ဘောင်းကြီးကြောင်းနေလဲပါတယ်စာတင်ကြောင်းနေလဲပါတယ်ကျဲတာလဲဒီမြို့တွေရွာတွေတဲပဲကျဲနေတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ရှိပါသေးတယ်ပေါ့အဲ့တော့ဘာမှလဲဆိုတော့ဝက်လက် ဝက်လက်မျိုးဝက်လက်မျိုးဝက်လက်မျိုးအေးအဲ့လိုလေးပြောကျွန်တော်တိရောကျွန်တော်တိရောဘာဘာပြောတော့မှလည်းကျွန်တော်တိရဲ့ဝက်လက်မျိုးအဲ့ဝက်လက်မျိုးကိုကျွန်တော်စစ်ချောင်းကိုပြောရင်တော့ကလေပြောရင်ဒီလိုပြောအဖကြီးစကိုင်းတိုင်းဝက်လက်မျိုးဟောပြီစကိုင်းတိုင်းလေးကိုရန်ထဲလေဟုတ်ကဲ့ဟုတ်ကဲ့ဝက်လက်ဝက်လက်ဆိုတော့ငါဝက်စတူးငါချက်ကြည့်နေတာပါ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 ဘာတိရကျွန်တော်တိအကြောင်းပြောဒီစကားစကိုင်းတိုင်းကျွန်တော်ဝက်လက်မျိုးပေါ့နော်ဟုတ်ပြီအဲ့ဝက်လက်မျိုးမှာကျွန်တော်စစ်ချောင်းထိုးနေတယ်ကျွန်တော်ရဲ့စတန်ဒါစစ်တက်ကြီးဟုတ်ပြီအဲ့စစ်တက်ကြီးဟာတဲ့ရှိန်မကားယူတာတက်မှာ ်ရှင်းမကားဆိုတော့ငါတို့ရှင်းအောင်ဥစ္စာဖုံးကြုံနေပဲရှိတဲ့နေရအဲအဲ့တော့ကျွန်တော်ကျွန်တော်ကတော့မရောက်ဘူးပါရဲ့ငါငါရောက်ဘူးတယ်ရောက်ဘူးเนาะအဲရှင်းမကားရွာတက်မှာတဲ့ကျွန်တော်တို့ဒီစစ်ပေးရှောင်နေတဲ့ပြည်သူ90ဘာလို့လဲဆိုတော့လူသားတိုင်းဖြစ်ကျွန်တော်တို့ခေါ်ယူထားတယ်ဟုတ် နော်ခေါ်သူကဖန်းစီရတယ်ပြီးရင်ကျွန်တော်ထောင်ထဲကြီးတယ်ကျွန်တော်ပြည်သူတွေကလည်းဘေးလွတ်ရအောင်ထွက်ပြေးနေရတယ်ကိုသိရတယ်ဗျအေးအဲ့ဒါဆိုငါပြောပြမယ်ဒါဒါရှင်းမကားပေါ့နော်ရှင်းမကားရှင်းမကားရှင်းမကားဆိုရင်ရှင်းမကားကလည်း तू ကဒီအယောက်ဒီမြည့်ရဲ့ကန်းဆက်မှာပဲဟုတ်လားအဲ့အဲ့ကန်းဆက်မှာရှိတယ်ဘုမမအဲ့အလဲမအယောက်ဒီမြည့်ရှိတယ်ဟုတ်ကဲ့ရှင်းမကားယွမ်းနဲ့ဒီတဲ့တဲ့ဟုတ်ကဲ့မန္တလေးဘက်ကမြို့ဟာဆက်ချင်းတောင်ဟုတ်လားအဲ့လိုလားဆက်ချင်းဆက်ချင်း စကြင်ငါတို့ဒီစကြင်ကြောက်ကြီးတွေလေဟုတ်ကဲ့ဟုတ်ကဲ့စကြင်စကြင်တောင်ရှိတယ်ဖះဆီးကြီးတွေထူးတယ်ဟုတ်တယ်စကြင်တောင်ရှိတယ်ဒါကလေးရောက်ဘူးလေမတရားမတရားဟုတ်ကဲ့မတရားစကြင်တောင်ဟုတ်ကဲ့အဲ့အဲ့ဒီအဲ့ဒီရောမှာပေါ့နော်ကျွန်တော်ဒီလူသားဟိုပြည်သူ90ပြည်သူ90ကိုဖမ်းဆီးပြီးတော့လူသားတစ်တိုင်းပြည်သူကခေါ်ထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့လူထောင်ကြီးကကျွန်တော်တို့ဘေးလို့ရအောင်ထွက်ပြေးနေရတယ်အဲ့လိုလူထောင်ကြီးကဘဲရွာတွေပါမလဲဆိုရင်တဲ့ကျွန်တော်တို့ဒီအင်းတောင်ရွာအင်းတောင်ရွာပါမယ်ပြီးတော့ကျွန်တော်ငါးတိုက်တောင်ရွာပေါ့နော် ငါတိုက်ဟုတ်ဘာလို့တော့တိုက်မတိုက်နဲ့လေဖမ်းညံကြီးဖမ်းလိုက်လေရွာနေမဲရွာနေမဲကငါငါတိုက်တောင်းညာတဲ့အော်ငါတိုက်တောင်းပဲပြီးတော့ရှိတယ်ကကျွေးနေငွားတွေတိုက်တယ်အာပြီးတော့ရှိတယ်ကမင်းရွာတောင်းရွာ မင်းရွာငါငါရွာမရှိဘူးလေကွာမင်းငေါ့မင်းနဲ့ကနေပြောတာဟုတ်ဘူးလေရွာနာမည်ကမင်းရွာတောင်ငါရွာမဟုတ်ဘူးမင်းငေါ့ဘာလို့မင်းနဲ့ကနေပြောတာလဲအဘရွာနာမည်ကိုပြောနေတာရွာနာမည်ရွာနာမည်ရွာနာမည်ကမင်းရွာတောင်မင်းနဲ့ကနေငေါ့ကိုပြောလာတာရွာနာမည်ကမင်းရွာတောင်မင်းရွာတောင်ဟောမင်းရွာတောင်ရွာတဲ့ပြီးတော့မင်းကုံလေးရွာဟာရရရအဲ့ဒါတော့အဘရွာဖြစ်လိမ့်မယ်အေးဘောဆာငါငငငယ်တော့ကနေခဲ့ဟာဟဲ့ဟာဟာ မင်းကုံးဟာလုတ်တဲ့လေးမင်းကုံးလေးရောနော်မင်းကုံးလေးရာနဲ့ကျွန်တော်ဖိုးဝင်တက်ရောဖိုးဝင်နဲ့လေးရာနဲ့မင်းကုံးလေးနဲ့ဖိုးဝင်တက်နဲ့ဟာမင်းအမပါဘူးဖိုးဝင်တက်ရောအေးလေမင်းစဉ်းစားကြည့်လေမင်းကုံးလေးနဲ့ဖိုးဝင်တက်ဆိုတော့ဟာကျွန်တော်လည်းတေချာကိုဖတ်မှာမလို့ဒီမှာချစ်ကိုချစ်လာတယ်ထိတ်ကယူရနမဲအရင်စပြီးတော့၃ခုလုံးရုပ်ပြပါလားတခါရွပြတော်ယူတော့ဘွာမင်းလည်းဟုတ်ဟုတ်အင်းတောင်ရွာဖလမအစရွာပြီးငါတိုက်တောင်ရွာ ပြီးရင်မင်းရွာတောင်ရွာပြီးရင်မင်းကုန်းလေးရွာပြီးရင်ဖိုးဝင်တက်ရွာဟာအဲ့မှာတော့သားဘွားမိရက်တွေထားရမယ်ဘာဖြစ်လဲအဲ့ရွာကကျွန်တော်တို့ပြည်သူတွေထောင်ပေါင်းများစွာသောပြည်သူတွေဟာတဲ့ကျွန်တော်ဘေးလို့ရွာကိုထွက်ပြေးတိမ်းချောင်နေအောင်တိမ်းချောင်ကျွန်တော်စကားတွေမှားကုန်တိမ်းချောင်နေတာ ထောင်ပေါင်းများစွာသောပြည့်တဲ့သိနေဈေးဆက်ခေရဟုတ်ကဲ့တချင်းဆိုပြီးပါတယ်လူများတွေကတော့ထောင်နဲ့ကြီးထွက်ပြေးနေတာဗားတယ်ကြောက်ဗားပြောနေရလားပြောနေရလားဗားပြောနေရဒါပြည်သူတွေအပားရဲ့အားရတယ်မင်းတို့ပျော်နေလို့ထင်တော့ဘောအော်ဟဲ့ရောအားလုံးလုံးပါပဲဒီ site ကြီးကမိမနဲ့ရန်ဖြစ်တဲ့ site ရှိအေးပါ တော့တော်တော်ရောအဘအိုက်တင်ကောင်းနေရောဘောနော်လိုရရင်ခေါ်တော့မယ်ဟလားခုနပြောခဲ့တဲ့ဇော်ရီကပြည်သူရပါဘာပါရဲ့အဘဘာလှလဲမလှပဲနေပြဘာဘာအိုက်တင်လို့တော့တောင်းကလေးကိုဒရင်ချက်ပြောပြစီဘာရင်ချက်ပြောမယ်ခုနကခုနငင်းကုံလေးဇော်ဆိုတော့ကျွန်တော်ပြောပြအဲ့ဇော်ရီကိုထားရတော့အဲ့ဇော်မှာရှိတဲ့ပြည်သူတွေရတဲ့အခုမိုးတဲ့ရေထဲမှာ တီးဂါပြပန်ရှင်းနေဘူးဒီမိုးတွေရေတွေတော့ဘာထွက်ဆော့တာပိုးတွေရေတွေမှာအဖာသူတို့တွေဟာနေထွက်ပြေးနေတာငေါ့တောင်းနေတာလာတောင်းနေတာလာဟုတ်ဘူးဘာလဲအဲ့ဒီမိုးတွေရေတွေမှာအဘာတို့ရဲ့ဟိုနှင်းမနှိမ့်ဆက်မှုကိုကြောက်လို့အဘာတို့ဖန်းစီမှာကြောက်လို့ သူတို့ကအဲ့ဒီမိုးတဲ့ရေတဲ့ကိုထွက်ပြေးနေရတယ်တောတဲ့ကိုထွက်ပြေးနေရတယ်အဲ့ဒီမှာဘာဖြစ်နေလဲဆိုကျွန်တော်စားနဲ့ရိတ်ခါတွေကျွန်တော်တို့လိုအပ်ချက်တွေဒီရိတ်ခါကိုစားနေတယ်ဘာလို့နေတာလဲစားလို့ပေါ့ရိတ်ခါဘာစားနဲ့ရိတ်ခါစားရမရှိတော့သူတို့ကအဲ့ဒီလည်းမရှိတော့ဘူးတောတဲ့ကိုထွက်ပြေးနေရတယ်ပြည်သူတွေစားနဲ့ရိတ်ခါလိုအပ်နေရရှိကြောင်းနဲ့သိရှိရပါတယ်ဆိုရင်တရင်လေးဘာနော်အဲ့ဒါလေးပြောဖို့ကျွန်တော်ကတော်တော်မပြီးနိုင်ဘူးမဖတ်ရေနော်အပေါ့ကြည့်ကျွန်တော်ရည်လေးရည်ချင်တယ် ပေါ့စားနေရိတ်ခေါ်နော်အလားလေးကသတင်းလေးပေါ့ဗျာအဖနော်ဆက်လက်ပြီးတော့အဖရဲ့သတင်းကိုပဲပြောမယ်အဖစီရင်ဆိုတေစင်းပေါ့ဒါပေါ့ဗျာနော်တေစင်းပြောမယ်ဘာလို့မျိုးတွေနော်ဟုတ်ပြီအဲ့တော့ဗာလဲဆိုကျွန်တော်16ရက်ဟုတ်16ရက်10လကျွန်တော်2025အေးတိတယ်ပြောငါနားထောင်နေတယ်ဟုတ်အဲ့ဒီဟုတ်ပေါ့ဘာစီရင်တေစင်းလေအော်မွေးငါမွေးငါမွေးငါအဲ့ဒါဓမ္မကောမပေါ့လားအဲ့ဒီမှာဓမ္မကတော့ပါမယ်နောက်နေ့ကျရင်ပြောမယ်ကျွန်တော်နာမည်နဲ့တကွာပြောမယ်အခုတော့ကျွန်တော် နာမည်နဲ့တကွာပြောမယ်လို့မြို့မှာရွေးပြောနေတာဟုတ်လားဟုတ်ရှိတယ်အများကြီးရှိတယ်เนาะအဲ့တော့ကျွန်တော်16ရက်ဆယ်လာ2025မှာဘကိုးတိုင်းကျွန်တော်တို့ဗရောင်းမြို့မှာအသေးများတယ်ပါအသေးများမှာပါအဖတော်တော်များမယ်တော်တော်များတယ်ပြောတယ်အသေးများမယ်ပါအသေးများမယ်အဲ့ဒါတော့ theme တော်ထားတယ်ဟုတ်ပြီးရင်ကျွန်တော်တို့ဘကိုးတိုင်းမှာကျွန်တော်လက်ပန်းဟုတ်လက်ပန်းမြို့နယ်မှာတဲ့ကျွန်တော်တို့25ရောက်သေပြီးတော့ကျွန်တော်အ15ရောက်သေပြီးတော့ စက်နှစ်ဦးအရှင်ဖမ်းမိပါတယ်။15ရောက်တည်တယ်စက်နှစ်ဦးအရှင်ဖမ်းမိတယ်ပါ။နော်။နော်။ဘယ်လိုမလိုက်နေငါကြားတယ်။အဲဒီကျွန်တော်တို့ပကိုးတိုင်းကျွန်တော်တို့ပေါင်းတယ်မြို့နယ်မှာတဦးတည်တယ်ပါ။ဟေးဟုတ်တယ်။ပြီးရင်ကျွန်တော်တို့ချင်းပြည်နယ်ဟာခါမှာကျွန်တော်တို့6ဦးတည်တယ်ပါ။6ဦးတောင်တည်ပါတယ်ပါ။မကွေးတိုင်းကျွန်တော်တို့ပခောက်ကူမြို့နယ်မှာ6ဦးတည်တယ်ပါ။စကိုင်းတိုင်းစကိုင်းမြို့နယ်မှာကျွန်တော်5ဦးတည်တယ်ပါ။အဲ့ဒီတော့ကျွန်တော်တို့16ရက်10လ2025မှာ ျွန်တော်အရှင်ဖမ်းမိတာနဲ့တေးတာစုစုပေါင်းက55ဦးပါအဖ55ဦးပါဟာကွာခုဥစ္စာလည်းကွာတက်ချုပ်လုတ်ချင်ရလုတ်ဖို့အောက်ကမြောက်ထိုးပင်းကိုတွေရလဲဟုတ်ကဲ့သူတို့မှမရက်မနာနဲ့တက်ချုပ်ကိုဖားပြီးတော့သူတို့ကလုတ်နေရတယ်လုတ်နေတယ်တက်ချုပ်ကိုဘာတွေပြောလို့ပြောမှန်းလည်းမသိဘူးအခုဆိုရင်တေးတာ55 55အောက်ကလူတွေကခွေးစကားပြောနေတာကွာ